ီတစ်ခေါက်မှာတော့တမိုင်းတဲကအန်ဖွဲမြို့တော်ကြီးတစ်ခုဖြစ်တဲ့ဘေဘီလိုမြို့အကြောင်းကိုပြောပြပေးသွားမှာပါဒီမြို့ဟာရှေးခေတ်ကမ္ဘာအန်ဖွဲတွေတဲကတစ်ခုဖြစ်ပြီးယဉ်ကျေးမှုတိပ်ပံနဲ့ပြည်သူကလက်ရာတွေနဲ့ပြည့်နှက်နေတဲ့မြို့တော်ကြီးပါဒီမြို့ရဲ့ထူးခြားချက်တွေကိုအတူတူလေ့လာကြရအောင်ဘေဘီလိုမြို့ဟာယခုအီရတ်နိုင်ငံရဲ့တောင်ပိုင်းမှာတည်ရှိပြီး BC 2300ခန့်ကတည်းကစတင်တည်ထောင်ခဲ့တာပါဒီမြို့ဟာမက်ဆိုပိုတေးမီးယားယဉ်ကျေးမှုရဲ့ဗဟိုချက်မဖြစ်ခဲ့ပြီးဘေဘီလိုအင်ပါယာရဲ့မြို့တော်အဖြစ်ထင်ရှားခဲ့ပါတယ် ဘေဘီလုံမျိုးဟာဘရင်နဲ့နတ်ဖျားရီရဲ့မျိုးတော်လို့တောင်းတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်ဒီမျိုးရဲ့ထင်ရှားတဲ့ဘရင်တွေထဲမှာဟမ်မူရာဘီဘရင်ဟာအထင်ရှားဆုံးပါပဲသူ့ရဲ့နာမည်ကျော်ဟမ်မူရာဘီဥပဒေတွေဟာကမ္ဘာပထမဆုံးစနစ်တကျရေးသားထားတဲ့ဥပဒေတွေဖြစ်ပါတယ်ဘေဘီလုံရဲ့မိုးပြံဥယျာဉ်ဘေဘီလုံမျိုးရဲ့အထင်ရှားဆုံးအံ့ဖွယ်တစ်ခုကတော့မိုးပြံဥယျာဉ်ပါ ဒီဥယင်ဟာကဘာအံပွဲခုနှစ်ပါးထဲမှာတစ်ခုအပါဝင်ဖြစ်ပြီးဘရင်နေဘူးခတ်နေဇာနှစ်ကသူ့ဇနီးဖြစ်သူကိုပျော်ရွှင်စေဖို့တိဆောက်ပေးခဲ့တာလို့ဆိုပါရယ်ဒီဥယင်ဟာမြန်မာရဲ့လေကားထစ်တွေနဲ့တိဆောက်ထားပြီးအပင်တွေပန်းတွေနဲ့စိမ်းလန်းစုပြေးနေတဲ့နေရာတစ်ခုဖြစ်ပါတယ်ဘေဘီလုံမြို့မှာနာမည်ကျော်ဘေဘဲမျိုးစင်ကြီးလည်းတည်ရှိခဲ့ပါတယ်ဒီမျိုးစင်ကြီးဟာဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအရေးပါတဲ့အဆောက်အဦတစ်ခုဖြစ်ပြီးဖျားသခင်စီရောက်ဖို့စူးစမ်းတိစောက်ခဲ့တဲ့အဆောက်အဦလိုဒဏ္ဍာရီတွေမှာဖော်ပြထားပါတယ်။ ဘေဘီလုံမျိုးရဲ့ခံတပ်နေရန်တွေဟာကြီးမားပြီးခိုင်ခံ့ပါတယ်ဒီနေရန်တွေဟာမြို့ကိုရန်သူတွေရဲ့တိုက်ခိုက်မှုကနေကာကွယ်ပေးဖို့တည်ဆောက်ထားတာပါဒါအပြင်ဘေဘီလုံမျိုးရဲ့ပြည်သူကလက်ရာတွေဟာခင့်မိပြီးအံ့ဩစရာကောင်းလောက်အောင်ထူးခြားပါတယ်ဘေဘီလုံမျိုးဟာယဉ်ကျေးမှုနဲ့တိတ်ပံပညာရဲ့ဗဟိုချက်မှဖြစ်ခဲ့ပါတယ် ်ဘေဘီလုံလူမျိုးတွေဟာနှက်ခတ်ပေတာတင်းချာနဲ့စည်ရင်အင်းပညာတွေမှာအလွန်တော်တဲ့ပညာရှင်တွေဖြစ်ခဲ့ပါတယ်သူတို့ဟာကျယ်တွေရဲ့ရွေးရှားမှုကိုလေ့လာပြီးနှက်ခတ်ပေတာဆိုင်ရာမှတ်တမ်းတွေပြုစုခဲ့ကြပါတယ်ဒါအပြင်ဘေဘီလုံလူမျိုးတွေဟာရေတွက်နည်းအချိန်တွက်နည်းတွေကိုတီထွင်ခဲ့ပြီးယနေ့ခေတ်သိပ္ပံပညာရဲ့အခြေခံအုတ်မြစ်ကိုချပေးခဲ့ပါတယ်အဆုံးထိကြည်ပေးလို့ကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်လည်းဒီလိုဗဟုသုတရရစီမဲ့အကြောင်းအရာတွေကိုစင်ဆက်မပြတ်တင်ပေးမှမလို့ကျွန်တော်တို့ရဲ့ Daily Go Channel လေးကို Like and Follow လေးလုပ်သွားပေးပါဦးနော်။